င်္ဂလာပါရှင်ဇွန်လ9ရက်စနေနေ့ရွှေရကုန်းရဲ့ထူးထူးခြားခြားပြည်တွင်သတင်းများကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ဥစားတင်ဆက်မဲ့သတင်းကတော့ ILO မှချမှတ်တဲ့ဆုံးဖြတ်ချက်မှာစီးပွားရေးလုပ်ငန်းများအပေါ်တရားမှုမရှိနိုင်ဘူးလို့အလို့သမားဝင်ကြီးဌာနထုတ်ပြန်တဲ့သတင်းဖြစ်ပါတယ်။ ILO မှချမှတ်တဲ့ဆုံးဖြတ်ချက်မှာနိုင်ငံရေးဖိအားပေးလိုတဲ့အတွက်ဆုံးဖြတ်ထားတဲ့အချက်အလက်ဖြစ်ပြီးစီးပွားရေးလုပ်ငန်းများအပေါ်တည်ရောက်မှုမရှိနိုင်ဘူးလို့အလို့သမားဝင်ကြီးဌာနကဇွန်လ6ရက်တွင်ထုတ်ပြန်ထားပါတယ်။ အပီပီဆိုင်ရာအလုံသမားအဖွဲ့ချုပ် ILO ရဲ့133ချိန်မြောက်အပီပီဆိုင်ရာအလုံသမားရှေးရညီလာခံကျင်းပနေစဉ်ကာလအတွင်းဇွန်လ9ရက်တွင်မြန်မာနိုင်ငံနဲ့ပတ်သက်သောဆုံးဖြတ်ချက်တရက်ကိုချမှတ်ခဲ့ကြောင်း အဆိုပါဆုံးဖြတ်ချက်ကိုလေးလာခဲ့ရာ ILO ရဲ့ဆုံးဖြတ်ချက်ဟာနိုင်ငံရေးဆိုင်ရာချင်းကပ်မှုများအပေါ်အခြေခံဆုံးဖြတ်ခဲ့ခြင်းဖြစ်ပြီးမြန်မာနိုင်ငံအစိုးရအပေါ် ILO မျက်နှာစာမှတဆင့်ဖိအားပေးနိုင်ရန်ရည်ရွယ်ချက်ဖြင့်တစ်ဖက်သက်တောင်းဆိုထားတဲ့ဆုံးဖြတ်ချက်တရဖြစ်ကြောင်းတွေ့ရှိရတယ်လို့အလုံသမဝင်ကြီးဌာနကထုတ်ပြန်ပါတယ်။ ILO မှချမှတ်သောဆုံးဖြတ်ချက်ဟာနိုင်ငံရေးကိုဖိအားပေးလိုပြီးဆုံးဖြတ်ထားတဲ့အချက်အလက်ဖြစ်ရာမြန်မာနိုင်ငံအတွင်းမိတင်းနေထိုင်လုပ်ကိုင်ကြတဲ့အလုံရှင်များအလုံသမများစီးပွားရေးလုပ်ငန်းများအပေါ် က်ရောက်မှုများမရှိနိုင်တာကြောင့်စိုးရိမ်မှုမရှိဘဲလုပ်ငန်းခွင်များတွင်အေဂျင်စွာဆက်လက်လုပ်ကိုင်နိုင်မှာဖြစ်တယ်လို့အလို့သမားဝန်ကြီးဌာနကထုတ်ပြန်ပါတယ်။မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက်အရေးကြီးသောအလို့သမားတို့ရဲ့အခွင့်အရေးများဥပဒေနဲ့အညီတိုးတက်မှုရရှိရေးလူမှုဘဝများဖွံ့ဖြိုးရေးအလို့အကန့်အခွင့်အလမ်းများဖန်တီးပေးရေးအတွက် ILO အပါအဝင်နိုင်ငံတကာအသိုင်းအဝန်းနဲ့ဆက်လက်ထိတွေ့လျက်မြန်မာနိုင်ငံရဲ့အထောက်အကူအာဏာနဲ့လွတ်လပ်မှုကိုမထိပါစေသောပူးပေါင်းမှုများဆက်လက်ဆောင်ရွက်တော်မှာဖြစ်ကြ ောင်းလို့သမောင်းဝင်ကြီးထတာကထုတ်ပြန်ထားတယ်လို့သိရပါတယ်။နောက်ထပ်တင်ဆက်မယ့်သတင်းကတော့ပြည်ရင်ထုံ SKD CKD ကားတွေကိုအခွန်လျှော့ပေါ်ကောက်ခံတဲ့သတင်းဖြစ်ပါတယ်။ ပြည်ရင်ထုံ SKD CKD ကားတွေကိုအခွန်လျှော်ပေါ်ကောက်ခံသွားမယ်လို့စီမံကိန်းနဲ့ဗန်နိုင်ဝင်ကြီးဌာနကထုတ်ပြန်လိုက်ပါတယ်။စီမံကိန်းနဲ့ဗန်နိုင်ဝင်ကြီးဌာနကစီးပွားရေးပြန်လည်ကောင်းမွန်လာစေဖို့နဲ့ပြည်ရင်ရှိအသေးစားအငယ်စားအလတ်စားစီးပွားရေးလုပ်ငန်းတွေကိုအထောက်အကူပြုစေဖို့မြန်မာနိုင်ငံရှင်နီမြုံနံမှုကော်မရှင်ရဲ့ခွင့်ပြုချက်နဲ့ပြည်ရင်မှာထုတ်လုပ်မယ့်လောင်စာစီသုံး SKD CKD တွေရဲ့အကောက်ကိုနှုံးတွေကိုဆက်လက်ဖြည့်လျှော်ခွင့်ပြုလိုက်တာဖြစ်တယ်လို့ထုတ်ပြန်ကြမှာဖော်ပြထားပါတယ်။ထုတ်ပြန်ချက်က ဟာ2025ခုနှစ်ဇွန်လ1ရက်ကနေ2026ခုနှစ်မေလ31ရက်အထိဖြစ်တယ်လို့သိရပါတယ်ရှင်။ထမန်တင်ဆက်မဲ့သတင်းကတော့ခွန်တန်းចောင်းသားကိုပြန်ပြီးဆွေးသွက်ဖြတ်မှုနဲ့ဖန်စီခံရရသူတရားခန်းနှုတ်အနက်တအူးမှဝန်ရှော့ရောခါပြင်းသေးဆုံးတယ်လို့ဆိုတဲ့သတင်းဖြစ်ပါတယ်။ အကူမျိုးကအသက်၁၄နှစ်အရွယ်ခုနှစ်တန်းကျောင်းသားတဦးကိုပြန်ပေးဆွဲသက်ပြန်မှုဖြင့်ဖမ်းဆီးခံထားရသူတရခန်နှုတ်အနံတဦးမှာဝမ်းပြက်ဝမ်းရွှေရောဂါဖြင့်မေလာတရနေ့ညကပကိုးအထစ်တွေရောဂါကိုဆေးရုံကြီးတွင်သေဆုံးသွားကြောင်းသိရပါသည်။သေဆုံးသွားသူမှာအသက်၃၁နှစ်အရွယ်တရခန်နိုင်အောင်ဖြိုးဆိုသူဖြစ်တယ်လို့သိရပြီး၎င်းဟာပြီးခဲ့တဲ့မေလာ၂၁ရက်ညနေပိုင်းကအကူဖြစ်သူအော်ဇိုဇောခေါ်ကြော်ကြီးဆိုသူနဲ့အတူခုနှစ်တန်းကျောင်းသားမောင်တက်နိုင်မင်းကိုပကိုးမျိုးမစင်းဆက်အနီးတွင်ပြန်ပေးဆွဲ သက်ပြန့်ခဲမှုကြောင့်ဘကူအမှတ်နှင်းနေမီရဲ့စခန်းကပ94မြင်းဆောင်2025ရှာဆက်သက်ကြီးပုံမှန်300မြင်းဆောင်364တို့ဖြင့်ဖန်စီအမှုဖွင့်ခံထားရသူဖြစ်ကြောင်းလည်းသိရပါရဲ့ရှင်။ နောက်ဆုံးတင်ဆက်မယ့်သတင်းကတော့ကျောင်းသုံးပြင်စီဝေပြန်လာတဲ့ဆီယာမားနဲ့ကျောင်းသားကတိုက်ခင်ရပြီးနှစ်ဦးစလုံးသေဆုံးတဲ့သတင်းဖြစ်ပါတယ်။ပဲခူးတိုင်းညောင်လေးပင်မြို့နယ်ကြံပိုကျေးရွာကနေညောင်လေးပင်မြို့ပေါ်ကိုကျောင်းသုံးပြင်စီသွားဝဲတဲ့ဆီယာမားနဲ့ကျောင်းသားရွာကိုပြန်ကျင်းရင်တိုင်းမှုဖြစ်ပြီးသေဆုံးခဲ့တယ်လို့ဒေသခံတွေစီကသိရပါတယ်။ဖြစ်စဉ်မှာဇွန်လ၁ရက်ညနေ၄နာရီခန့်မှာကြံပိုရွာအလာကာကျောင်းကအသက်34နှစ်အရွယ်ဆီယာမားဒေါ်ပြပြဖြိုးဝေအောင်နဲ့ Grade 9ကျောင်းသား16နှစ်အရွယ်ဖြိုးမောင်မောင် ို့ဟာညောင်လေးပင်မျိုးကနေကြံပိုကြီးပါကိုစိုက်ကဲနဲ့ပြန်လာခြင်းငပြောရိုလန်ဂျပန်တံတားလုံးစုံအခိအနီအရောက်မှာကာဒစီကဝင်တိုက်ခဲ့တာလို့ဆိုပါတယ်။နာယေးကိုလည်းလူထောင်ထဲကြီးလိုက်ပို့ခဲ့ကြပြီးနှစ်ဦးစလုံးကိုရောကျေးရွာတုံတမ်းမှာပင်ခုသွင်းတဲ့ကြိုခဲ့တယ်လို့သိရပါတယ်ရှင်။